ချန်ပီယံဆုကိုဆုံးဖြတ်ဖို့အဝေးလွန်နေသေးတယ်ဆိုရဲမန်စီးတီးနည်းပြဂွာဒီိုလာမင်္ဂလာပါပရိသတ်ကြီးတို့ရှင်မန်စီးတီးတင်းကပြီးခဲ့တဲ့ညတော်ကနျူကာဆယ်တင်းကိုအဝေးကွေးမှအရှုံးပေးခဲ့ရပြီးအမှတ်ပလာနဲ့အိမ်ပြန်ခဲ့ရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာနိုင်ငံတကာပရိသတ်မတိုင်ခင်ကမန်စီးတီးတင်းကအမှတ်ပေးစရာထိတ်ဆုံးကအာဆင်နယ်တင်းနဲ့ဒီမှတ်ပဲကွာဟနေခဲ့ပါတယ်။ဒါပေမဲ့လက်ရှိနျူကာဆယ်တင်းကိုရှုံးနေခဲ့ရတဲ့အတွက်ကြောင့်မန်စီးတီးတင်းကတဝဲကစားပြီးအာဆင်နယ်တင်းကိုနောက်ကနေဖိအားပေးနိုင်ခြင်းမရှိတော့ပါဘူး။ ်တကယ်လို့တပန်းကအာဆင်နယ်တင်းကစပါတင်းကိုအနိုင်ကစားနိုင်ခဲ့ပါကမန်စီးတီးတင်းနဲ့အာဆင်နယ်တို့ကြားမှာရမတ်အားဖြင့်9မှတ်ထိကွာဟသွားမှာဖြစ်ပါတယ်ယူကဆယ်ကိုအဝေးကွင်းမှာရှုံးနေကြရတာကမန်စီးတီးအတွက်နှစ်နာစရာဖြစ်ခဲ့တာကြောင့်ပရီးမီးယားလိချန်ပီယံစုအတွက်အလံဝေးသွားပြီဆိုပြီးတော့မှတ်ချက်ပေးတဲ့နေလဲထွက်ပေါ်လာခဲ့ပါတယ်။ဒါမဲ့လည်းလက်ရှိချိန်မှာပရီးမီးယားလိပွဲစဉ်၃ပုံ၃ပုံပဲကစားသေးတဲ့အတွက်ချန်ပီယံစုကိုလိုက်မိနိုင်သေးတယ်လို့နီးပြိုက်ကွာဒီယိုလာကယုံကြည်နေပါတယ်။ တကယ်တော့ Man City တင်းကနျူကာဆယ်တင်းကိုအနိုင်ယူနိုင်မဲ့အခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ပထမပိုင်းတွင်းမှာဆိုရင် Man City တင်းကဂိုးဖြစ်ပြောင်းလဲနိုင်မဲ့အခွင့်အရေး၃ချိန်အထိရရှိခဲ့ပြီးမြေဒီပွဲစဉ်မှာမှတိုက်စစ်ကစားသမားတွေရဲ့အရေးချင်းကမေကွန်းထုတ်စရာတွေဖြစ်နေခဲ့ရပါတယ်။မန်စီးတီးကနျူကာဆယ်တင်းကိုနှစ်ဂိုးတကိုးနဲ့ရေးနှင်းခဲ့တာဖြစ်ပြီးအသင်းအတွက်ခြေပါဂိုးတကိုးကိုတော့နောက်ကလူဒီယက်ကသွင်းယူပေးသွားခဲ့ပါတယ်။ဒီဝဲစင်မှာမှတိုက်စစ်မူဟာလန်လည်းနျူကာဆယ်နောက်ကလူတွေကြောင်းမှရုန်းကန်နေရပါတယ်။ ဒီရှုံးပွဲကြောင့်မန်စီးတီးတင်းကပရီးမီးယားလိဆက်နက်ပွဲမှာရှုံးပွဲ၄ဝက်ထိကျုံတွဲခဲ့ရပြီးနီးပြခွာဒီလာကိုင်းတွယ်ခဲ့တဲ့တမိုင်းတက်ရှောင်းမန်စီးတီးရဲ့အဆိုးရွားဆုံးရာသီအစားဖြစ်နဲ့မှတ်တမ်းဝင်သွားခဲ့ပါတယ်ဒါမဲ့လည်းနီးပြကြီးကွာဒူလာကတော့မန်စီးတီးသင်းနဲ့ပရီးမီးယားလိချန်ပီယံဆူကိုလိုက်မိနိုင်တဲ့ကြောင်းပရီးမီးယားလိဆိုတာတာဝေးအပြေးပြိုင်ပွဲတစ်ခုဖြစ်ကြောင်းပွဲပြီးသတင်းစာရှင်းလင်းပွဲမှာအခုလိုမျိုးပဲအသေးစိတ်ပြောပြလာခဲ့ပါဗျာ။ ကျွန်တော်တို့ဒီပွဲအတွက်အရာအားလုံးကိုပေးဆက်ခဲ့ပါတယ်။ကျွန်တော်တို့ဘက်ကလည်းပြီးခဲ့တဲ့နှစ်လတုန်းကခြေစွမ်းတိုင်းပဲကစားချင်ခဲ့တာပါ။ဒါပေမဲ့နိုင်ငံတကာပိတ်ရက်တွေပြီးမှအရင်လိုခြေစွမ်းပြန်ပြနိုင်မှုစရာအရန်ခက်ခဲ့ပါတယ်။နျူကာဆယ်နယ်ပွဲကအရန်ကိုခက်ခဲ့ခဲ့ပါတယ်။နှစ်သင်းစလုံးကလည်းအခွင့်အရေးအများကြီးကိုဖန်တီးနိုင်ခဲ့ကြပါတယ်။ဒီပွဲမှာတော့ကိုသမားတွန်နာရမရဲ့လက်စွမ်းကလည်းအမကန်ပါ။ ်ပထမပိုင်းမှာကျွန်တော်တို့ရတဲ့အခွင့်အရေးတွေကိုအကောင်းဆုံးအသုံးမချနိုင်ခဲ့ကြပါဘူးဒါကြောင့်မလို့လေဒုတိယပိုင်းမှာပေးကိုတွေပြန်လည်ပြီးတော့ခွင့်ပြုပေးလိုက်ရပါတယ်ဒီပွဲကရလမကောင်းခဲ့ဘူးဆိုတော့ဝန်ခံပါတယ်ဒါပေမဲ့ပရီးမီးယားလိပြောင်းပွဲကပြီးဆုံးမှုကအဝေးလူနေပါသေးတယ်ဒီတော့ဘာမဆိုဖြစ်နိုင်ပါသေးတယ်လို့နီပြောက်ကွာဒီလကပြောပြခဲ့တာဖြစ်ပါတယ် မန်စီးတီးသင်းဟာပြီးခဲ့တဲ့နိုင်ငံတကာပိတ်ရမတိုင်ခင်ကနောက်ဆုံး၁၄ပွဲမှာရှုံးမဲတပွဲသာကျုံတွေ့ခဲ့ရပြီးအကောင်းဆုံးပုံစံရရှိနေပေမဲ့ညူကာဆယ်အသင်းရဲ့ချိန်မုံချင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ညူကာဆယ်အသင်းကိုအရှုံးပေးရပြီးနောက်မာတီးယပ်နူနက်စ်ကလည်းအခုလိုမျိုးပဲပြောပြလာခဲ့ပါတယ်။ကျွန်တော်တို့အနေနဲ့ဒီထက်ပိုကောင်းအောင်လို့ကစားပြနိုင်မှုလိုအပ်ပါတယ်။ရလာတဲ့အခွင့်အရေးတွေကိုဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာကသက်သေပါ။ဒါရီကိုပြောင်းလဲနိုင်ရင်ပွဲအဖြစ်လည်းတမျိုးတစ်ပုံဖြစ်သွားနိုင်ပါတယ်။ ်ဘလုံးလောကဆိုတာဒါပါပဲကျွန်တော်တို့ကရလာတဲ့အခွင့်အရေးကိုမပြောင်းလဲနိုင်ချိန်မှာပြိုင်မက်ကသူတို့ရဲ့အခွင့်အရေးကိုအသုံးချသွားတာပါဒီနေ့ကကျွန်တော်တို့ရဲ့နေတော့မဟုတ်ခဲ့ပါဘူးနောက်ထပ်ပေးစရာအကြောင်းပြချက်မရှိတော့ပါဘူးလို့နူနက်စ်ကပြောပြခဲ့တာဖြစ်ပါတယ် မန်စီးတီးသင်းကလာမယ့်ရက်တွေမှာပဲချန်ပီယံပွဲစဉ်ဖြစ်လီဗာကူဇန်ပြီးရင်ပရီးမီးယားလိမှာလီယူနိုက်တက်ဖူဝမ်နဲ့ဆောက်တတန်သင်းတို့ကိုဆက်လက်ပြီးတော့အရှင်မြိုင်ကစားမှာဖြစ်ပါတယ်။ဒီတော့ပွဲ6နဲ့ကာလာတစ်ခုလို့သတ်မှတ်လို့ရပြီးဒီပွဲစဉ်တွေမှာမန်စီးတီးအနေနဲ့ဘယ်နဲ့မှတ်တိစူးစမ်းသွားနိုင်မလဲဆိုတာဆက်လက်ပြီးတော့စောင့်ကြည့်အောင်မှာပဲဖြစ်ပါတယ်။